哎呀！2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ကနေစတင်ခဲ့တဲ့ကျောင်းပြူတိုင်ပွဲတွေဟာလက်ရှိမှာအချိန်3-5ကြာကြာမြင့်လာနေပြီးတော့အေအေတပ်ဖွဲ့ဝင်တွေမြို့နဲ့ချောင်းမိုင်အနီးအထိတင်ပိုက်ထိန်ချုပ်ထားတယ်လို့သိရပါဗျ။ လက်ရှိမှာအမှတ်30နှစ်ရတန်းရင်အနီးမင်းတတောင်နဲ့နှမ်းပြတောင်ကျေးရွာအနီးမှာရှိတဲ့ကာကင်းစခန်းတွေကိုအရခတက်တော်ကသိမ်းပိုင်းထားပြီးတော့တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ဒုတိယဗိုလ်မှူးကြီးအစင်းရှိသူတယောက်အပါအဝင်တခြားအစင်းတပ်ဖွဲ့ဝင် အများအများဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။လက်ရှိတိုက်ပွဲတွေဟာတညာဝတီရတက်ဌာနချုပ်နဲ့အမှတ်30နှစ်ရတန်းရင်အနီးမှာရှိနေတာဖြစ်ပါတယ်။ အဲ့ဒီလိုအရခတတော်ရင်စည်ရဲအောင်မြင်မှုနဲ့အတူတခြားတစ်ဖက်မှာလည်းကြောင်းဖြူတိုက်ပွဲကိုရန်နာဖို့အတွက်တရုတ်ကဖိအားပေးနေတယ်လို့သိရပါဗျ။အေးအေးအနေနဲ့ကြောင်းဖြူထိုးစစ်တွေကိုရပ်တန့်ဖို့ပီဂရီမက်ရှလာကုံပိုင်းမှာတရုတ်အထူးကိုယ်စားလှယ်တင်းရှိကျွင်းကပြောဆိုခဲ့ကြောင်း AOD သတင်းဌာနမှဖော်ပြပါဗျ။ ဒါပေမဲ့လည်းဇွန်လ၄ရက်နေ့ညနေပိုင်းကစစ်ကောင်စီရဲတပ်ကနဲ့အာရခတ်တပ်တော်တင်ပိုက်ထိန်းချုပ်ထားရနေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်နေတယ်လို့သိရပါတယ်။တရုတ်စီမံကိန်းရွှေတဘာဝဒန်းခွင့်တန်းစင်တဲ့ OGD ဆိုင်ယုံဟာကြောင်းပြုံမျိုးနဲ့ချောင်းမိုင်အကွာအဝေးမှာရှိနေပြီးတော့ဒန်းခွင့်ပိုင်းလိုင်းအနီးဝန်းကျင်တို့မှာဇွန်လ3ရက်နဲ့4ရက်နေ့မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲဒီလိုပါပဲ10-20ခွန်စစ်စီရင်ကိုဥဆောင်ခဲ့တဲ့ညီနောင်မဟာမိတ်၃ဖွဲ့နဲ့ စစ်ကောင်စီကြားတွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ဖို့တရုတ်ဟာအခုနှစ်အစောပိုင်းကစတင်ပြီးတော့ဖိအားပေးမှုတွေဆက်တိုက်ရှိနေပါတယ်။တရုတ်ရဲ့ဖိအားကြောင့် MNDAA ကစိန်ပိုင်းရရှိထားတဲ့လာရှိုးမျိုးကိုစစ်ကောင်စီစီကိုပြန်ပေးခဲ့ရတဲ့အတွက်ကြောက်ဖြူမျိုးသိန်းတိုက်ပွဲအပေါ်တရုတ်ရဲ့ဖိအားပေးလာမှုနဲ့ပတ်သက်ပြီးတော့ဒေသခံတွေကစိုးရိမ်မှုရှိနေကြပါတယ်။ ကိုမျိုးကိုကိုလူမျိုးကိုတာတာတင်လိုက်တာဆိုတာဒါကတော့အထူးသဖြင့်ပြောစရာမလိုဘူးဒီကောင်းကျိုးတွေလည်းရှိမှာပေါ့နော်မတင်လည်းကြမ်းကြနေတယ်ဆိုရင်တော့ပြည်သူတွေအတွက်အဒုက္ခတွေများနိုင်တယ်ဥပမာဒီတော့အခုကြောက်ကြွမှာတောင်းနေရှိတဲ့ပြည်သူတွေကဆွေးနွေးရှောင်နေရတယ်ဆန္ဒရိုက်ခါတဲ့အစီအမံပြေရအောင်ကျန်းမာရေးဆိုင်ရာတွေအစီအမံပြေရအောင်အဲ့ဒီကိစ္စတွေကဒီအရှင်ကြာလာနဲ့ညပြည်သူတွေကတောင်းခိုင်းနေမှာမဟုတ်ဘူးပေါ့နော်ကြောက်ဖြူမျိုးနဲ့မှာတရုတ်နိုင်ငံရဲ့မဒေးကျွန်းရင်းနှီးစိုက်ကအပါအဝင် ရင်းနှံတဲ့တဘာဝတန်ွေပိုင်လိုင်းစီမံကိန်းအထူးစီးပွားရေးဇုံနဲ့တခြားစီမံကိန်းတွေများစွာရှိနေတဲ့အတွက်အာရခတက်တော်ကိုဖိအားပေးတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ဒါပေမဲ့လည်းရခိုင်ဒေသဟာတရုတ်နဲ့အင်းနီချင်းမဟုတ်တာဟာပထူရအနေထားအာသချက်တွေဖြစ်တာကြောင့်ရှမ်းမြောက်ဒေသကချင်ဒေသတွေပုံစံအာရခတက်တော်အနေနဲ့တရုတ်ဖီအားအပေါ်စိုးရင်စရာမရှိနိုင်ဘူးလို့နိုင်ငံရေးလင်းလာသူတွေကသုံးသပ်ကြပါတယ်။ Rio Colorado de... တရားပြရပေးလို့မရဘူးပေါ့နော်ပါဘလို့ဆိုပထဝီနေထားရလေဒီအာရက်တော်တွေပုံမှန်တရားရလွန်မှုမှုကပထဝီနေထားရလေမရှိဘူးနောက်တစ်ချက်ကတော့ဒီကြောက်ပြူမျိုးရဲ့ဒီ80 80ရာခိုင်နှုန်းတော့ဝေကအောက်ဆူထားရရှင်ဆိုပေါ့နော်တရုတ်အနေနဲ့ဒီပြရပေးရမှာမဟုတ်ဘူးနော်တို့ကျူးစီဘောအတွက်ကောင်းဝေဖို့ဆိုလို့ရှိရင်နဆွေးနွေးရမယ်နေထားလို့မင်းနဲ့အဲ့ဒီလိုပါပဲကြောက်ပြူမျိုးမှာ ရှိတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့အနာဂတ်ဟာအာရကတက်တော်ရဲ့လက်ထေးကိုရောက်ရှိနေပြီဖြစ်တယ်လို့ရခိုင်ရင်းနှီးစောင့်ကြည့်ရဲ့အဖွဲ့ကဧပြီလ20ရက်နေ့ကထုတ်ဝေတဲ့အစီရင်ခံစာမှာဖော်ပြပါတယ်ကျောက်ဖြူမြို့နယ်မှာရှိတဲ့ကျေးရွာအုပ်စုပေါင်း90လေးခုထဲက90လောက်ကိုအာရခတက်တော်ကထိန်ချုပ်ထားပြီးတော့မြို့နယ်တစ်ခုလုံးကိုတင်ပိုင်ဖို့စည်ရင်အင်အားအပြည့်အဝရှိနေတယ်လို့လဲရခိုင်ရင်းနယ်စောင့်ကြည့်ရဲ့အဖွဲ့အစည်းရင်ခန်းစာမှာဖော်ပြပါတယ် ရခိုင်ပြည်ကမြို့နယ်ဆက်ခွန်တစ်ခုထဲကဆက်လဲမြို့နယ်ကိုအေအေကတင်ပိုင်ထိန်ချုပ်ထားပြီးတော့စစ်ကောင်စီကကြောင်ဖြူစစ်တွေနဲ့မန်အောင်မျိုးတို့ကိုသာထိန်ချုပ်ထားနိုင်ပါတော့တယ်။